ဒီမိုကရက်တစ်မြန်မာအတန်ရုပ်မြင်သံကြားကိုရှုစားနေကြသူများကျမ်းမာချမ်းသာကြပါစေ။ခုချိန်မှာတော့တပတ်တာသတင်းတွေကိုပြန်လည်ထုတ်လွှင့်ပြီးတော့မှာပါ။ပထမဆုံးတရားလွတ်တော်ရှေ့နေကြီးဥကိုနီလှုပ်ကြံခရမှုကိုအမြန်ဆုံးဖော်ထုတ်ပေးဖို့ပြည်မြို့မှာဆန္ဒပြတောင်းဆိုမှုတွေကိုရဲတပ်ဖွဲ့ကခေါ်ယူမေးမြန်းတာတွေပြုလုပ်ခဲ့ပါတယ်။မင်းညိုပြပို့ထားခဲ့ပါတယ်ခင်ဗျာ။ တကယ်လို့တိုင်းတယ်နဲ့ပြည်တယ်ဒေသကြီးမှာလူကျက်တက်တက်မှုဖြစ်သွားပါအဲ့တော့လူကျက်တက်တက်မှုဖြစ်သွားရဲ့တိကစစ်မျိုးဇန်နဝါရီလ30ရက်နေ့မှာပဲခူးတိုင်းပြည်မျိုးကနိုင်ငံရေးလှုပ်ရှားသူ၁၀ယောက်ခန့်ကပိုစတာ၅ခုကင်ပြီးမြို့နယ်မြေစီကျောင်းအရှိမှာညနေ၄နာရီထိုးဇာပနာအခမ်းအနားကျင်းပနေခြင်းအချိန်ကိုက်ဆန္ဒပြတောင်းဆိုတာပါဒီလိုလူတော်တယောက်ဆုံဆုံနေတာဟာသူ့မိသားစုဆုံဆုံနေတာလည်းမဟုတ်ပါဘူးကျွန်တော်တိုင်းပြည်အတွက်ပါဆုံဆုံနေတာဖြစ်တယ်အဲ့အတွက်ကျွန်တော်ကကုဒီဥစ္စာကိုမကျင်နဲ့လို့ ကျွန်တော်ကဟိုဘွယ်ဖြစ်တာပါတကယ်စစ်မှန်ကိုဖော်ထုတ်ပေးပါအဲ့တကယ်စစ်မှန်နောက်ဘွယ်ကကိုင်ကိုင်ပြွေးနေတဲ့လေမကြီးလေကျွန်တော်ဖော်ထုတ်ပေးဖို့လိုပါတယ်မတရားမှုမှန်လို့ပြောကျွန်တော်လုံးလုံးလက်မခံပါဘူးလုံးချက်တက်ပြတ်မှုဆိုတာလဲရှင်းပြမဲ့ဆိုရင်ကျွန်တော်မြန်မာပြည်မှာမဖြစ်တဲ့ကိစ္စပါအဲ့အဲ့ကိစ္စရခုလိုဟိုဆောင်ရွက်ခြင်းဖြစ်ပါတယ်ဆန္ဒပြရင်15မိနစ်ခန့်မှာပဲပြည်မြို့မြို့မရဲစခန်းဥဆောင်တဲ့ရဲတပ်ဖွဲ့ကဥဆောင်သူကိုကျော်ဆွေကိုရဲစခန်းကိုခေါ်ဆောင်သွားပါတယ်။ တော့ကျွန်တော်ကျဲဥပဒေနဲ့မညီညွတ်တဲ့အတွက်ကျွန်တော်တို့လုံခြုံရှိရလို့ကျွန်တော်เนาะဆက်လုပ်ပါမယ်။အဲ့ဒါပါပဲ။ Yes scan ကတော့သူတို့ကိုနောက်တစ်နေ့ကျမှပြန်ခေါ်မယ်ဆိုပြီးပြန်လွှတ်ပေးလိုက်ပြီးတရားစွဲမယ်မစွဲဘူးဆိုတာကိုတော့ဘာမှမပြောလိုက်ပါဘူး။အခုလိုအပြည့်ပြည့်ဆိုင်ရာ၄စိတ်လိုနေရာမျိုးမှာလုံခြုံခံရခြင်းကတရားဥပဒေစိုးမိမှုမရှိလို့ဖြစ်တာအဲ့ဒီလုံခြုံသူရဲ့နောက်က စေခိုင်းသူကို ဖော်ထုတ်ပေးဖို့ဥက္ကိုနီကိုသူ့မိသားစုကပဲဆုံးရှုံးတာမဟုတ် တိုင်းပြည်ကလူတော်တယောက်ဆုံးရှုံးတာဖြစ်တယ်။စရဲရေးသားထားတဲ့ပိုစတာတွေကိုကိုက်ဆောင်ပြီးဆန္ဒပြကြတာပါ။ကျွန်တော်မင်းညိုပါခင်ဗျာဒီလိုပုံပုံမျိုးဟောတာမယ်ခေတော့တက်လိုက်ပြီဆိုရင်ဒေါက်ဆန်းစုကြည်ကိုဗန်ချိန်တက်ပါလေလုံးနိုင်ငံတော်တိုင်ပင်ခံပုံပုံကိုတရားဥပဒေရောဗန်ချိန်တက်ပါလေကျွန်တော်ဆိုရင်ဆိုရတဲ့ရှိကားဒီမှာခပတ်မပတ်လို့အေးယူတာရန်ကုန်မှာတစ်လအတွင်းအမှုပေါင်း1500ကျော်ရှိတယ်လို့ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်ပိုင်ဆိုးပြေပို့ထားခဲ့ပါတယ်ခင်ဗျာ ကားတွေမောင်းနေစီးနေတဲ့အခါခပပပုတ်ပညာပေးခဲ့ပြီးဇန်နဝါရီ1ရက်နေ့ကစလို့အရေးယူတာစတင်ခဲ့တာပါခပမပတ်လို့အရေးယူတာရန်ကုန်မှာတစ်လအတွင်းအမှုပေါင်း1500ကျော်ရှိတယ်လို့ယင်းထင်းရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်ကျွန်တော်တို့ဒီ2019ဇန်နဝါရီ1ရက်နေ့ကစပြီးတော့ဒီစေဘတ်နဲ့ပတ်သက်ပြီးတော့ဒါအရေးယူမှုတွေစတင်ခဲ့တာပေါ့အခုဒီနေ့ဟောလာဇန်နဝါရီ31ရက်ထိတစ်လအတွင်းမှာတော့ဒါကျွန်တော်အမှုပေါင်း1521မှုထိ ါအရေးယူခဲ့ရတယ်ပေါ့အဲ့တော့အရေးယူမှုစတင်တဲ့အကာလမှာတော့တချို့ပဲရက်မတိလို့ကြော်သွားရည်လည်းရှိမှာပေါ့အမှုမမမဲ့အဲ့ဒီလိုအရေးယူခံရတာလည်းရှိတာပေါ့အခုကျွန်တော်တို့ဒီအရေးယူမှုအပိုင်းမှာတော့ဒီအခုဒီနောက်ပိုင်းပေါ့တလာပိုင်းရဲ့ဒီ second week third week တော့ဆိုရင်တော့ဒါတော်တော်လေးတဖြည်းဖြည်းနဲ့ဒီပတ်တဲ့လူကြီးများလာတယ်နော်ဟိုမပတ်တာဆိုလို့တစ်ခါတလေအနည်းငယ်လောက်ပဲရှိပါတော့တယ် အသက်ကခပတ်နဲ့ပတ်သက်ပြီးဝေဖန်တာတွေရှိသလိုအကြောင်းကြောင်းကြောင့်မတက်ဆင်ရသေးတဲ့ကားတွေလည်းရှိနေပါသေးတယ်။ဒါပေမဲ့ခပတ်မပတ်တာကိုဆက်ပြီးအရေးယူသွားမယ်လို့ဒုတိယရဲမှုဝင်းလွင်ကပြောပါတယ်။ခပတ်ပိုင်ရောလုံခြုံပါလားပေါ့တချို့လည်းအကြောင်းပြကြလည်းရှိတာပေါ့။သူတတ်မှတ်တဲ့အချိန်အတိုင်းတာတွင်ရတော့လုံခြုံပါတယ်ပေါ့။တတ်မှတ်တဲ့အချိန်အတိုင်းတာတွေကားတစ်စီးလုံးဟိုလားကြည်မွသွားအောင်လို့ပြုတ်ပြသွားအောင်လို့တိုက်တယ်ဆိုရင်တော့လေဒါမလုံခြုံနိုင်ဘူးပေါ့နော်။အဲ့တော့ဘာပဲပြောပြောကျွန်တော်တို့ကတော့ဒါသူတို့ ဟိုတက်ခဲ့တိုင်းကိုကပတ်ပတ်ဖို့ဒါနှိုးစော်တယ်။နောက်ဒါမှမဟုတ်နှိုးစော်လို့မှမရဘူးဆိုရင်တော့ဒါအရေးယူမှုပြုလုပ်ရတာပေါ့။အခုလည်းလက်ရှိအရေးယူနေစေဖြစ်တယ်လို့ဒါအနောက်မှာလည်းကျွန်တော်တို့ဒီစီကံပြတ်မှုတွေကိုစစ်ဆေးရင်းနဲ့လည်းထည့်သွင်းစစ်ဆေးသွားမှာဖြစ်ပါတယ်။2015ခုနှစ်ကတနင်္ဂနွေလုံးမှာရင်မတော်တဆမှုကြောင့်လူပေါင်း2000ကျော်သေဆုံးခဲ့ပါတယ်။ရင်ကြောင့်ဖြစ်တဲ့အသက်သေဆုံးသူကို short ချနိုင်မှုအမျိုးသားရင်အနေနဲ့လမ်းအနေနဲ့ကင်းရှင်းကောင်စီကရည်မှန်းထားပြီး လိုက်နိုင်ရမယ့်အချက်ခုနှစ်ခုမှာအသက်ငယ်ခပတ်ပတ်ဖို့ဟာပထမဆုံးအဆင့်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါဟင်္ဒရာခရိုင်တွင်းကရေတပ်ဖွဲ့ဝင်တွေကိုလူခွင့်ရေးစံရင်းစံညွန်းနေတဲ့အညီဖန်စီနီတင်တန်းတွေပေးနေခဲ့ပါတယ်ခွန်ဘတ်တာပြပုတ်ထားခဲ့တဲ့တဲ့မှာခင်ဗျာလက်ကိုပေါ်ပြန်ရိုက်ဟင်္ဒရာခရိုင်တွင်းကရဲစခန်းဒီမှာဇန်နဝါရီလ30ရက်နေ့ကနေမတ်လ30ရက်နေ့အထိ တရားခံဖမ်းဆီးနေတင်တန်းဒီကို EU ကလက်ချင်းတင်ကြားပေးတဲ့အတိုင်းပြန်လည်တင်ကြားပေးနေတာပါတရားခံဖမ်းဆီးရမှာရတပ်ဖွဲ့ဝင်တွေအတခံရတဲ့ဖြစ်စဉ်တွေရှိတာကြောင့်အခုလိုစနစ်တကျဖမ်းဆီးနေတင်တန်းဒီကိုပို့ချပေးနေတာဖြစ်ပါတယ်တရားခံရောဖမ်းဆီးတဲ့ရတပ်ဖွဲ့ဝင်တွေပါမနစ်နိုင်ရအောင်လဲလူအခွင့်ရေးနဲ့အညီဖမ်းဆီးနိုင်အောင်ရည်ရွယ်ချက်နဲ့ခုလိုတင်ကြားပေးနေတာဖြစ်ပါတယ်မူရင်းဆိုတဲ့ရန်ကနေတဲ့လူဖမ်းနေကဖမ်းနေကကျွန်တော်တို့လူခွင့်ရေးလည်းမရှိဖို့ဘူးလူခွင့်ရေးဆန့်ရှင်ဆန့်ရှင်တဲ့အညီ ဟိုကျွန်တော်တို့ကပိုးလူလည်းမရှိခဲ့ဘူးရဲနေတဲ့လူလည်းမရှိခဲ့ဘူးဥတွေပေါင်အတွင်းကိုတရားသဖြင့်နဲ့ရိုးဖြည့်ရှင်းလို့ရအောင်ကျွန်တော်ကလုပ်တော်ဖြစ်တယ်အယူကနေရတဖွဲ့ဝင်တွေကိုလက်ချင်းတင်ကြပေးတုံးကတက်ရောက်ခဲ့ဖူးတဲ့ရတဖွဲ့ဝင်တွေကပြန်လဲတင်ကြပေးနေတာပါတင်ကြလက်ချင်းရမှာတပောက်ရတာပါပြီးမဲ့လူအခွင့်ရင်းနဲ့အညီဖြစ်ဖို့နဲ့တင်တန်းမှာတရားခံတင်တဲ့ပြည်သူတွေကိုဆက်ဆံရမဲ့ပုံစံတွေကိုတင်ကြပေးနေတာကြောင့် ဒေသတန်းကနေပြီးရဲတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူတွေရဲ့အမြင်ပြောင်းလဲလာနိုင်ဖို့ကိုလည်းမျှော်လင့်နေကြပါတယ်ကျွန်တော်ကနေမှတရားခံတရားကိုကျွန်တော်ဟိုရဲတပ်ဘဝင်နှစ်ဦးဖြစ်ဖြစ်တဦးဖြစ်ဖြစ်ဖမ်းဆီးတဲ့အခါမှာလွယ်လွင်းတကူဖမ်းဆီးလို့ရတဲ့တန်ခမ်းစာမျိုးကျွန်တော်ပို့ချပေးတာလူခင်းနေလည်းအညီပေါ့ ျွန်တော်ကဒီသဏ္ဍာန်ဟိုတက်မြောက်အောင်တင် जा မယ်ဆိုရင်အများကြီးအကျိုးရှိပါတယ်ကျွန်တော်ရေတပ်ဖွဲ့အနေနဲ့အတွက်လည်းအကျိုးရှိမယ်ဟိုပြည်သူလူထုအတွက်လည်းကျွန်တော်တို့အမြင်ပါပေါ့ကျွန်တော်တို့အရင်တော့ကလူမျိုးအမြင်မျိုးတွေမမြင်တော့ဘူးထင်တယ်ကျွန်တော်ဒီသဏ္ဍာန်ဟိုဟိုပုံစံကပေါ့ကျွန်တော်ကအဲ့လိုရင်ကျေးတဲ့အွန်လိုင်းမျိုးပါဟိုကျန်တန်းတန်းတန်းအလိုဖမ်းတာစီရအလိုမရှိပါဘူးလူမြင်ကွင်းမှာဆိုလေကျွန်တော်ကချိုးသားသွားပြောစုဆက်ဆံတာမျိုးလို့ပါဒီတင်တဲ့အလိုမျိုး ဟင်္ဒရာခရိုင်တွင်ကမြို့နယ်ပေါင်း6ခုလုံးမှာရှိတဲ့ရဲစခန်းတွေမှာတပြိုင်နက်တည်းလေ့ကျင့်သင်ကြားပေးနေကြတာဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ2019မှာမြမခီးသွွားလုပ်ငန်းတိတိတတာဖွံ့ဖြိုးတိုးတက်လာဖို့လက်တွေ့ကြကြထိထိရရောက်ဆောင်ရွက်ဖို့တော့လိုတယ်လို့မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသင်းကပြောပါတယ်ခင်းနှီးမှုဆိုပြပို့ထားခဲ့ပါတယ်ခင်ဗျာ။ 2019ခုနှစ်အတွင်းမြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းတည်ထောင်ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ခီးစဉ်ဒေသတည်တိုးချဲ့တာတွေဒုသမရဦးစီးပီးနိုင်ငံတော်အဆင့်ကော်မတီဖွဲ့စည်းပြီးတဲ့နောက်မှာအဲ့ဒီကော်မတီအနေနဲ့ခီးသွွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးဖို့အတွက်ကိုလက်တွေ့ကြကြနဲ့ထိရအောင်ဆောင်ရွက်ဖို့တော့လိုရဲလို့ပြောပါတယ်။အဲ့တော့ဒါတွေအတွက်လုံးနေဖို့အတွက်ကဟိုဝန်ကြီးဌာန level တခုနေနဲ့မရဘူး။အကြောင်းနိုင်ငံတော်အဆင့်အခုဒါကော်မတီဒါ tourism နဲ့ပတ်သက်တဲ့ national level ကော်မတီတခုကိုဒုသမရဦးစီးပြီးတော့လုပ်မယ်ဆိုတာလည်း အများကောင်းတဲ့စီစဉ်ပါဒါပေမဲ့လက်တွေ့ကြကြဒါပုံမှန်စီဝေးတွေလုပ်နေမယ်เนาะ monitoring ပြန်လုပ်မယ်ဆိုရင်ကိုကောင်းပါတယ်ဟိုတနည်းလုံးမှာစီဝေးတစ်ချိန်လောက်တစ်ချိန်လောက်တော့မကုန်ပြီးနေပြီးသွားရင်တော့အထူးမထူးဘူးပေါ့ခီးသွောလုပ်ငန်းကလက်ရှိချိန်မှာခီးသွောအဲ့တဲ့ဝင်ရောက်မှုတွက်ချက်တဲ့ပုံစံအပြောင်းလဲကြောင်း2016ခုနှစ်မှာခီးတော်ဝင်ရောက်မှုက38ရာခိုင်နှုန်းကျဆင်းတယ်လို့ဟိုတယ်နဲ့ခီးတော်လာရေးဝန်ကြီးဌာနကအစည်းအဝေးထုတ်ပြန်ထားပါရယ်။အခုချိန်ကခီးတော်လုပ်ငန်းအတွက်နိုင်ငံတော်အစိုးရဝန်ကြီးဌာနအပအဝင်ခီးတော်လုပ်ငန်းကဏ္ဍအသီးသီးကအဖွဲ့အစည်းတွေအားလုံးပူးပေါင်းပြီးဆောင်ရွက်မှာပဲ 2019ခုနှစ်ရဲ့ခီးတော်လုပ်ငန်းကဏ္ဍကအတိအသာတိုးတက်ပြောင်းလဲလာနိုင်မယ်လို့ခီးတော်လုပ်ငန်းရှင်တွေကသုံးသပ်ပြောဆိုနေကြပါတယ်။ကျွန်တော်ကနိုင်ငံကောင်းဆောင်တွေကဘလောက်ပဲခြေလှမ်းကျကျနဲ့တောင်းနေသည်ဖြစ်စေခီးတော်လောကကဘလောက်ပဲနိုင်ငံတကာကမြန်မာနိုင်ငံကိုလာချင်းစိတ်ပေါက်နေသည်ဖြစ်စေကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့အဝင်ကြီးဌာနအပါအဝင်အသင်းအဖွဲ့များကျွန်တော်တို့လုပ်ငန်းရှင်နောက်အခြေခံဝန်ဆောင်မှုပေးတဲ့ဒီခီးတော်ကဏ္ဍကတယ်ယူပို့ဆောင်ရေးကျွန်တော်တို့အိမ်လမ်းညွန်များ နောက်လေချောင်းလိုင်းကြီးကလက်ဆောင်ဆိုင်ဆူဗီနီးယားလက်ဆောင်ရောင်းနေလို့အစပါပေါ့နော်အကုံလုံးကဒီစားတောက်ဆိုင်ကြီးရောကျမတို့အကုံလုံးကကျမတို့ဟိုတယ်နဲ့ခိသလာရေးလုပ်ငန်းမြန်မာနိုင်ငံမှာဖွံ့ဖြိုးတိုးတက်အောင်တယောက်တစ်လက်ဝိုင်းကူဖို့လိုပါတယ်ချင်းမြန်မာနိုင်ငံကို2015ခုနှစ်ကနိုင်ငံခြားသားအဲ့ဒဲလေးတက်မှကိုတန်းဝင်ရောက်ခဲ့ပါတယ်2016ခုနှစ်မှာတော့ခိသွားနှစ်တက်မှကိုတန်းပဲဝင်ရောက်ခဲ့တယ်လို့ဟိုတယ်နှစ်ခိသွားလိုင်ဝန်ကြီးဌာနကအစည်းအဝေးထုတ်ပြန်ထားပါတယ်အရင်နှစ်တက်ဆိုင်2016ခုနှစ်မှာခိသွား38ရာခိုင်နှုန်းကျဆင်းခဲ့ပေမဲ့ အခုစီရင်ဟာလေးစိတ်ရေးစိတ်ဝင်ပေါက်တွေကိုပဲတွက်ချက်ထားပြီးနေဆက်ဝင်ပေါက်တွေကနေဝင်ရောက်မှုတွေကိုတော့မတွက်ချက်ထားဘူးလို့ဟိုတယ်နှင်းခီးတော်လိုက်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ကျွန်မခင်းနှင်းဖြူဆိုပါ။လုံုံရေးယူနေတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ထောက်လန်းရေးတွေအားလုံးအရေးသွေးနှိမ့်ကြနေရတာဟာ2008ဖွဲ့စည်းပုံကြောင့်ဖြစ်တယ်လို့တရားလွှတ်တော်ရှင်းနေတူကဝေဖန်လိုက်ပါတယ်။လင်းဆက်အောင်ပြေပို့ထားခဲ့ပါတယ်ခင်ဗျာ။ NLD ပါတီရဲ့ဥပဒေကြံပေးတရားလွှတ်တော်ရှင်းနေဥက္ကဋ္ဌကို ဇန်နဝါရီလ29ရက်နေ့ညနေပိုင်းမှာလူသက်သမားတို့ကတနက်နေ့လှုပ်ကြံတက်ဖြတ်ခဲ့ပါတယ်။အဲဒီလိုတက်ဖြတ်ခံခဲ့ရတာဟာလုံခြုံရေးတာဝန်ယူထားတဲ့ရဲတပ်ဖွဲ့တွေအရေးချင်းမရှိလို့အရေးချင်းစီးတဲ့နိုင်ငံသားတွေလှုပ်ကြံခံရတာဖြစ်တယ်လို့တရားလွတ်တော်ရှေ့နေတို့ကပြောပါတယ်။ပြည်သူရွေးချယ်တဲ့အစိုးရမှာအနာမရှိဘူး။အဲကာကွယ်ရေးဦးစီးချုပ်မှရောက်နေတယ်။အခုဒီကူစစ်တာဆီရတဲ့အားလုံးကလည်းပြည်သူရွေးချယ်တဲ့အစိုးရဘွဲကဘာမှလုပ်လို့မရဘူး။တက်ကဲဦးစီးချုပ်အောက်ကအဖွဲ့အစည်းတွေကပဲလုပ်နေတာပဲ။အဲ့တော့ 2008အခြေခံဥပဒေကြောင့်မို့လို့ဒီရဲတွေရဲ့အည်သွေးကတအားကျတယ်အထူးသဖြင့်လုံခြုံရေးနဲ့ပတ်သက်လို့တမတော်ကြီးကိုပြောတာမို့လို့တမတော်ကြီးကိုနိုင်ငံတော်ကာကွယ်နေတဲ့တမတော်ကြီးကတော့တပိုင်းပေါ့ဒါတိုးတော့ပြည်တွင်းလုံခြုံရေးကိုယူတဲ့အဖွဲ့အစည်းတွေပေါ့ရဲအပါဝင်ထောက်လှမ်းရေးအဖွဲ့အစည်းတွေအားလုံးရဲ့အည်သွေးကတော့လုံးဝနှိမ့်ကျနိုင်ငံရေးသမားကိုဖမ်းဖို့နဲ့ဆန္ဒပြတဲ့လူတွေဖမ်းဖို့လောက်ပဲအသုံးတည့်တယ်။လုံခြုံရေးအားနည်းချက်ကြောင့်လုံခြံတက်ဖြတ်ခံခဲ့ရတဲ့ဥက္ကဋ္ဌရဲ့ပြည်တော်ပြန်ခီးစင်မှာ ပြည်ထောင်ဝင်ကြီးဌာနကပြည်တော်စုဝင်ကြီးဒေါက်တာဖေမြင့်ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာပြည်ထောင်ဝင်ကြီးဌာနနေဆဲရဝင်ကြီးဌာနတို့ကအကြီးအကဲတွေလည်းပါဝင်ခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီလိုခီးစင်မှာလုံခြုံရေးအပြည့်ဝတာဝန်မယူတာကလုံခြုံရေးဆိုင်ရာအားနည်းချက်တွေဖြစ်တယ်လို့နိုင်ငံရေးသမားတွေကပြောပါတယ်။ပြည်သူတွေလုံခြုံမှုတာဝန်ယူထားတဲ့ပြည်ထောင်အောက်ကရက်တက်ဖွဲ့အားနည်းတာဟာအစိုးရအားနည်းတာနဲ့အတူတူပဲဖြစ်တယ်လို့ဒီမိုကရက်တစ်ပါတီမြန်မာရဲ့ဥက္ကဋ္ဌဖြစ်သူကပြောပါတယ်။ ။ဒါနဲ့တခုချွေးနေတာဆိုတာချွေးနေတာပဲတခုပဲနော်။ကျတော့ပြည်ရေးမှာချွေးနေနေရင်လည်းဒါအစိုးရချွေးနေတာပဲအစိုးရနေပြည်ရေးမှာချွေးမျိုးချွေးရုံမရှိအောင်သူတွားမှရှိတယ်နော်ဒါကတော့အားလုံးကိုဒါသူဌာနတစ်ခုလေးလို့ပြောလို့တော့မရဘူးဒီဌာနမှာချွေးနေကိုဌာနမှာချွေးနေဒါအစိုးရချွေးနေတာပဲဆိုတော့အစိုးရကြီးအားလုံးရဲ့တာဝန်ယူပြီးတော့သူကချွေးနေနေရမချွေးရအောင်လုပ်ပေးရပြင်ဆင်ပေးရမှာပေါ့နော်ဒါလူမျိုးကြီးသစ္စာဆိုတဲ့ခါကျတော့ပြည်ရေးနဲ့ဆိုင်တာပေါ့နော် ီရဲနဲ့ဆိုင်တော့ပြည်ရဲကသူ့အတူလုံခြုံမှုရှိအောင်အစီအစဉ်တွေပြန်လုပ်ပေးရမယ်ပြန်ပြန်လုပ်ပေးရမယ်ဆိုတာအစိုးရဘက်နဲ့လောရပါမယ်အဲ့ဆိုတော့ဟိုတခုလေးဟိုကမင်းပြည်ရေးကဒါအတုံးချအောင်ပြောလို့လည်းမရဘူးနော်အခုတုံးချတာတော့မှန်ကောင်းမှာပေါ့နော်မှန်မဲ့ဒါပြည်ရေးရဲ့အတုံးချရတာအစိုးရတာဝန်ရှိတယ်လေဥက္ကဋ္ဌရဲ့အမှုအပါဝင်အခုလပိုင်းတွေမှာလက်နက်ကင်ပြီးအမှုကျန်းစီတာစတဲ့အမှုကြီးတွေဖြစ်ပွားခဲ့ပြီးတရားခံတွေကိုမမိနိုင်သေးတာကလည်းနိုင်ငံတော်နဲ့နိုင်ငံသားပြည်သူလူထုရဲ့အသက်စီးစိမ်အိုးအိမ်တွေမှာ ဘယ်နေရာမှာမှလုံခြုံရေးမရှိသလိုဖြစ်နေတယ်လို့စစ်နေပညာရှင်တွေနဲ့နိုင်ငံသားတွေကပြောပါတယ်။ဥက္ကဋ္ဌလှုပ်ကြံခံခဲ့ရတာနဲ့ပတ်သက်ပြီးရဲဘက်ကတော့တိကျတဲ့ထုတ်ဖော်ပြောဆိုမှုတွေကိုအခင်းဖြစ်ပြီး24နာရီကျော်တဲ့အထိပြောဆိုတာမျိုးတွေမရှိသေးပါဘူး။ကျွန်တော်ကလင်းဆက်အောင်ပါ။မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ယာတိဥဒုပြောင်းလဲခြင်းကိစ္စတွေကိုသတိပြုမိစေဖို့အတွက်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတွေကရိုက်ကူးတင်ပြသွားဖို့ရှိနေပါတယ်။ဦးထွန်းထွန်းသိပေးပို့ထားခဲ့ပါတယ်ခင်ဗျာ။ ။ဘာနဲ့ကိုလို့ပြခမှာလာကြိုင်လို့လည်းရတယ်ပြီးတော့မှတခြားဘွဲနဲ့လို့ပြခမှာလာ။ဂျာနင်းတို့နဲ့တဘောပါဝင်ခြင်းမြမရုပ်ရှင်ပွဲတော်ကိုမတ်လ23ရက်နေ့ကနေ26ရက်နေ့ထိရန်ကုန်မြို့မှာကျင်းပဖို့ရှိနေပြီးမတ်တန်ရုပ်ရှင်ဒါရိုက်တာတွေကရိုက်ကူးတင်ပြကြမှာဖြစ်ပါတယ်။ဟိုဒီတိုင်းမှာကျမတို့ကဟို report တွေလိုမျိုးပေါ့နော်ဟို ဒီအကျိုးဆက်တွေကိုပြောနေလို့ရှိရင်တော့တာမန်ပီသူတွေရဲ့မျက်စိရဲ့နားတွေကိုရောက်ဖို့မလွယ်ဘူးဒီလိုကျမတို့ရုပ်ရှင်သဘောနဲ့တင်ပြလိုက်တဲ့ခါကျရင်ဟို climate change ကဘယ်လောက် energy တွေလဲပြီးတော့ကျမတို့မြန်မာနိုင်ငံမှာပေါ့နော်နောက်နှစ်30နောက်နှစ်100အတွင်းကျမတို့ရဲ့အနာဂတ်ကဘာတွေဖြစ်နိုင်လဲလို့ဒီရုပ်ရှင်တွေကထောက်ပြနိုင်မယ်အစိုးရအနေနဲ့ရာထူးထူးပြောင်းလဲမှုကိုအတိအမှတ်ပြုဖို့လိုပြီးကြိုးတိပြင်ဆင်မှုတွေမဖြစ်မနေလုပ်တဲ့လို့လည်းပညာရှင်တွေကပြောဆိုကြပါတယ်ကျွန်တော်ထွန်းထွန်းသိမ်းပါဟုတ်ကဲ့ပါတပတ်တွင်းသတင်းတွေကိုဒီမှာတင်မယ်ရန်နားလိုက်ရပါတယ်ခင်ဗျာ ကျမ်းမှချမ်းသာကြပါစေကျွန်တော်မောင်တူးပါ